မှန်တရားကိုလက်ခံနိုင်တဲ့သူအမတန်နဲတယ်ဘုရားဘာသာတဲ့အကန့်တွေကြီးဖြစ်နေတဲ့အခါကျတော့ဒီကြောက်တဲ့ပုဂ္ဂိုလ်ဆွဲတွေကရှိသေးတယ်ဖယားထဲပုဂ္ဂိုလ်တွေပုတ်ကြီးညိုးတယ်ဒီလိုလူတွေကနိုင်ငံထဲမှာဘုရားဘာသာတွေဖြစ်နေတာအများစုကြီးဆိုတော့ဥစ္စာတို့အမှန်တိုင်းကိုအကုန်မပြောရဘူးအမှန်တရားအတွက်ကောက်ွယ်မရှိလို့ကျတော့ဝိနည်းသိက္ခာပုဒ်တွေကဖယားတွေပဲဝိနည်းကိုပဲတယ်ဆိုတာဖယားကိုပဲတာပဲရင်တွေ့သည်များကြားသည်များတွေမြင်မတော်တိုင်းကြော်မိတော့လေအောင်မင်းပဲလွန်ရာကြလိမ့်မယ် 928ပဲဆိုပြီးတော့အရင်အတွက်တွေကိုသာရွတ်ပြနေတာဝီနီးကိုမထိတ်သိမ်းမဆောက်ရှောက်ခဲ့ဘူးဘူးဦးစင်အလက်စီယဟန်ဖြစ်ဘူးတယ်အလက်စီယဟန်ဘဝနဲ့9ဝတိုက်တိုင်နေခဲ့ဘူးတယ်ပြီးတော့အလက်စီတို့ရဲ့ဇယိုက်အကျက်အလက်ကောက်ကောက်နားလေတယ်ကောက်ကောက်တိတယ်ဦးစင်အလက်စီဘဝနဲ့လက်စီဘဝကိုပြောင်းလိုက်တဲ့အချိန်မှာရက်ကောရွာကောကြောင်းရောအကလုံးဆော့ပြခဲ့ရတယ်ပြောမယ်ဆိုရင်တကောင်ကျွတ်ဖြစ်သွားတာတကောင်ကျွတ်လုံးလုံးဖြစ်သွားတယ်နေစရာအကြောင်းမရှိတော့ဘူးဘာဖြစ်လို့ မအမဆာဆောက်ထားတဲ့ကြောင်းတွေကြီးပဲဒါတွေကြာခဲ့ပြီနော်နှစ်ပေါင်း30ရှိသွားပြီအဲ့တော့ဦးဇေကအလေးစီလဲအလေးစီဘွားမှာလဲနေခဲ့ဘူးတဲ့နောက်ဆုံးလက်စီဘွားကိုဦးဇေကနှစ်ချိုက်တယ်ဘာဖြစ်လို့လဲဆိုတော့အကုသို့အမတန်နဲတယ်ကိစ္စဝိစ္စအမတန်နဲတယ်ကြိုက်တဲ့အချိန်ကမ္မထာအပေါ်မှာအထုတ်လို့ရတယ်လက်စီဘွားအလေးစီဘွားမှာမရဘူးချိန်တိုင်းဟာလက်လာပတ်အတွက်ပဲစဉ်းစားခန်းဝင်ရတယ်စိတ်ကူးတည်ရင်ရတယ်လေထဲမှာတိုက်အိတ်တွေဆောက်ရတယ်ယဟန်စိတ်မကိန်းနိုင်ဘူးလောဘတွေကြီးတစ်ချိန်လုံးနှမ်းမှုနှိပ်စက်တာ ငါပက်ဆန်ရောက်ဘယ်လိုလုပ်ရမလဲငါပရိသတ်တွေတခါတည်းကြီးညိုဘယ်လိုလုပ်ရမလဲတခါကြီးညိုမှပက်ဆန်ရောက်မှာကိုဆိုတော့ပက်ဆန်မဲမဲရောက်ဖို့အတွက်ပက်ဆန်ရစေအကြောင်းလေးကြီးပဲထိုင်စင်းစားတော့တာတော်ကြီးကြောက်ထိုင်မဖြစ်ခဲ့ဘူးနော်ကြောက်အပ်ခံရပြီးတော့မထိုင်ပဲနဲ့ဥစေထွက်ခဲ့တာကြောက်ထိုင်ပေါ့ဥစေမရခဲ့ဘူးမယူခဲ့ဘူးမရခဲ့ဘူးဆိုတော့ကမယူလို့မရခဲ့တာငွေမကင်တဲ့ဘွားကိုလှမ်းပြီးတက်ခဲ့တဲ့အခါကျတော့ငွေကင်တော့ကပတ်တက်ခဲ့တဲ့မြတ်တကားတွေလည်းအကုန်လုံးကြောက်ခိုင်းခဲ့ရတယ် နောက်ဆိုကိုရကိုရကိုကကြောက်ခိုင်းခဲ့တယ်ဘာဖြစ်လို့ကိုရကိုရကဝီနီတလုံးမှနားမလဲတဲ့ရရွာဖြစ်နေလို့လောကတဲ့နှစ်ပေါင်း30ကအခုလဲ Facebook တွေမှာဝီနီအကြောင်းတွေ Facebook စာပေါ်ကြက်ကနေဝီနီတီးတဲ့လူတွေယဟန်တွေကရေးလာကြလို့တော်တော်များများတီးလာကြပြီဆိုပေမဲ့တိတ်ခါပုဂ္ဂိုလ်မနှုတ်ပဲနဲ့တောင်မှတန်ခါအဖွဲ့စည်းကြီးဟာဒီလောက်တိဖယူဖယက်ပြုတ်ကွဲပစ္စည်းနေတာတိတ်ခါပုဂ္ဂိုလ်တရားဝင်နှုတ်လိုက်လို့ကတော့နာမည်နှုတ်လို့လည်းမရပါဘူးနော်ဥက္ကဏပြုတ်တယ်လို့ ဘာသာနာတစ်ခုလုံးမှာရှိတဲ့ယဟန်တွေထဲကတပါးကခုခံနေရကိုပဲနှုတ်လို့မရဘူးနှုတ်လည်းပဲနှုတ်ရမရဘူးတရားမဝင်ဘူးအဲကြောင့်ဖခင်ကခေါတန်ခေါတကတွေကိုနှုတ်ခဲခဲ့တယ်စီကဲဆိုတာလူအဲလူအဲ့လိုပညာထားတာကိုမလူအဲ့တဲ့အခါပယ်နှုတ်လို့ရတယ်ဆိုတဲ့စကားတွေကအပူပဲနှုတ်လို့ကိုမရဘူးဝိနည်းဆောင်တွေဘယ်တော့မှလက်မခံဘူးဘာဖြစ်လို့သူတို့ထမ်းနေတာပဲလေမနိုင်တဲ့ပုံကိုယ်တွေမနိုင်ဘူးလို့ဆိုနေကြမယ်သူတို့ကနိုင်တယ်နိုင်လို့သူတို့ထမ်းထားတဲ့အကုန်လုံးကိုသူတို့လက်မခံဘူးအဲ့တော့ တပားလေးကလက်မခံရင်တော့မှနှုတ်လို့မရဘူးမြန်မာနိုင်ငံမှာဝင်းနီးဆောက်တဲ့တောင်းနေချီပြရှိသေးတယ်ဘယ်တော့မှမဖြစ်နိုင်ဘူးကိုဟောက်ကိုငါတို့ငါတို့မြို့နယ်ကတော့သဘောတူတယ်ဆိုပြီးမြို့နယ်တစ်ခုထဲနှုတ်လို့လည်းမရဘူးငါတို့နိုင်ငံကတော့သဘောတူတယ်ဆိုပြီးမြန်မာနိုင်ငံလောက်ထက်ကနှုတ်လို့လည်းမရထိုင်းနိုင်ငံကသဘောတူတယ်အဲ့ဒီသိခါပုတ်တွေကနှုတ်ရမရဘူးတရားမဝင်ဘူးအထိုင်းကလည်းသဘောတူတယ်ကမ္ဘောဒီးယားသဘောမတူဘူးဆိုလည်းနှုတ်ရမရဘူးတရားမဝင်ဘူး အထိုင်ရောကမ္ဘောဒီးယားရောသဘောတူတယ်ဟိုလာအိုကသဘောမတူဘူးဆိုလည်းနှုတ်ရမရောက်သေးဘူးအလာအိုပါသဘောတူပြီးတိတိလင်ကသဘောမတူရလည်းပဲနှုတ်လို့မရသေးဘူးအငါနိုင်ငံလောက်ကသဘောတူတယ်ဟိုထိုင်ရောက်နေတဲ့ရဟန်းတွေကသဘောဟိုကဂျပန်ရောက်နေတဲ့ဖုန်ကြီးတွေသဘောမတူဘူးကိုရီးယားရောက်နေတဲ့ဖုန်ကြီးတွေသဘောတရုတ်ပြည်မှာရှိနေတဲ့ဟိုဖုန်ကြီးတွေကသဘောမတူဘူးဆိုလည်းပဲနှုတ်ကြိုက်တလောင်းနှုတ်နှုတ်ရမရောက်ဘူးဒါကြောင့်သိခါပုတ်ဖို့နှုတ်ဖို့ဆိုတာဘတ်တော့မှမဖြစ်နိုင်ဘူး ကျุလို့ရင်ကျุလို့တဲ့ရှင်ယဟန်တွေကဆရာတော်ကြီးပဲဖြစ်ဖြစ်ဆရာတော်လေးပဲဖြစ်ဖြစ်ဒီနေ့မှဝတ်လာတဲ့ယဟန်လေးပဲဖြစ်ဖြစ်ရှင်လေးပဲဖြစ်ဖြစ်ကျุလို့ရအပဲသွားကြမှာပဲဗုဒ္ဓအဂရဝသိခဗုဒ္ဓမှာမယူသေးမလေးစားတဲ့အကုသူကံတွေကြောင့်အပဲကိုယောက်ကြရမှာကတ္တဘမေဆိုဖျားလက်ထက်ကငရဲရောက်ခဲ့တဲ့အကြောင်းတွေယဟန်တွေငရဲရောက်တဲ့အကြောင်းတွေကတော့ဟောထားတာထင်ထင်ရှားရှားရှိတယ်။အဲဒီကိုရမေဆိုဖျားလက်ထက်မှာငရဲရောက်တဲ့ယဟန်တွေအကြောင်းကတော့နောက်အရိမတ်တရားဖျားကြားဆက်ပြီးဟောလိုက်မယ်ထင်ပါတယ်။ဒီဖျားကတော့မရှိတော့လို့မဟောနိုင်တော့ဘူး။ ဆုံးလုံးဆိုတော့တန်အင်းဆရာတော်ကြီးပါပြောလေသူယဟဘွားကိုရခဲ့တယ်တော်တော်များများရခဲ့ပါတယ်တဲ့ယဟဘွားယဟန်ဖြစ်ပြီးတိုင်းသူငရဲကြတယ်တဲ့ဒါတော့ကြောက်စရာကောင်းတယ်ဘာဖြစ်လို့တိတ်ခါပုတ်ကိုမလိုက်နာလို့တိတ်ခါပုတ်ကိုမလေးစားလို့တိတ်ခါပုတ်တွေကိုလော်ကျူးလို့ချူဖောက်လို့ယဟန်ဖြစ်တဲ့ဘွားတဲ့ဖုန်ကြီးဖြစ်တဲ့ဘွားတိုင်းသူငရဲကြရတယ်တဲ့တန်အင်းဆရာတော်ကြီးပြန်ပြောတာယဟန်တာကြီး